တရားတော်ဖေယမိကုံလေးမိလျှောက်ခွင့်ပြုပါဖေယမိဘကိုကိုထိလက်ရောက်ပြင်မာရင်ပင်စာနန္ဒရိယကံထိုက်တာဟုတ်ပါသလားဖေယတဲ့တရားတော်ဖေယမိကုံလေးမိလျှောက်ခွင့်ပြုပါဖေယမိဘကိုကိုထိလက်ရောက်ပြင်မာရင်ပင်စာနန္ဒရိယကံ ထိုက်တာ ဟုတ်ပါသလားဖေယတဲ့ မိဘကိုကိုထီးလက်ရောက်ပြမားယုံနဲ့တော့ပင်စာနန္ဒရိယကံမထိုက်ပါဘူးနော်ပင်စာနန္ဒရိယကံ ထိုက်တယ်ဆိုတာမိဘကိုတတ်လိုက်လို့မိဘသေးသွားမှပင်စာနန္ဒရိယကံထိုက်ပါတယ်တိုးတော်လည်းပဲမိဘကိုကိုထီးလက်ရောက်စော်ကားပြမားတာကတော့အမတန်မှအကုသို့ကြီးပါတယ်မြတ်စွာဘုရားလက်ထက်တော်အခါကအရှင်မောက္ကလံကိုတော်မြတ်ကြီးဆိုတာအားလုံးကြားဘူးကြပါလိမ့်မယ်အဲ့ဒီအရှင်မောက္ကလံကိုတော်မြတ်ကြီးဟာခိုးသား900ဤဝိုင်းဝန်းရိုက်နှက်တာကိုခံရပါတယ် ။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်အရှင်မောက်ကလန်ကိုတော်မြတ်ကြီးဟာဘဝတစ်ခုမှာတုန်းကဇနီးမယားဤစကားကိုနားယောင်ပြီးတော့မျက်စိမမြင်တဲ့မိဘနှစ်ပါးကိုတော်ထဲခေါ်သွားပြီးတကိုးသမီးရောင်ဆောင်ကမိဘနှစ်ပါးကို ရိုက်နှက်ခဲ့ပါတယ်။တချို့ကအရှင်မောက်ကလန်ကိုတော်မြတ်ကြီးသည်ဘဝတစ်ခုမှာမိဘနှစ်ပါးကိုရိုက်သက်ခဲ့တယ်လို့ပြောပါတယ်။ရိုက်မသက်ခဲ့ပါဘူး။ရိုက်ယုံရိုက်ခဲ့တာပါနော်။အဲ့ဒီလိုရိုက်နှက်နေစဉ်မှာမိဘနှစ်ပါးကသူတို့ရဲ့သားကိုတကူသမ ्या တွေတတ်မှာဆိုတဲ့အတွက်ကြောင့ အမေတို့အဖေတို့ကိုသာထားခဲ့ပြီးသားသာလွတ်အောင်ပြေးပါလို့ဩပြောပါတယ်။အဲ့ဒီလိုဩပြောတာကိုကြားရတဲ့ရှင်မောက်ကလန်လောင်းဟာနောင်တရပြီးတော့မိဘနှစ်ပါးကိုအင်ကိုပြန်ခေါ်သွားပါတယ်။အင်ကိုပြန်ခေါ်ပြီးတော့သက်ဆုံးတိုင်အောင်ပြုစုလုပ်ကြီးဆောင်လျှောက်ပါတယ်။သို့တော်လည်းပဲအဲ့ဒီဘဝကပြေးသွားတဲ့အခါမှာတော့ငရဲတို့ကြားရောက်ရပါတယ်။အခုမြတ်စွာဘုရားလက်ထက်မှာအရှင်မောက်ကလန်ကိုတော်မြတ်ကြီးဖြစ်လာတဲ့အခါမှာတော့ဤခိုးသား900ဤဝိုင်းဝန်းရိုက်နှက်တာကိုခံရပါတယ်။ ဒါကြောင့်မိဘကိုကိုထိလက်ရောက်စော်ကားပြမခြင်းဟာပင်စာနန္ဒရိယကံမထိုက်တော်လဲပဲအမတ္တမှအကုသိုလ်ကြီးတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ချက်ချင်းသောတာပန်အရိယာတီအောင်ဟောဖို့အတွက်သူကဘာဉာဏ်နေရှိနေလို့လဲ။ဒါကြီးမေးကြည့်မယ်သူမှဗုဒ္ဓဆက်ကူများရှိနေလား။လူတယောက်ရဲ့အာတရာနုတရာကိုသိတာကမသိနိုင်ဘူး။သူ့ရဲ့အိန္ဒြေရင်းမြင်ကိုရောသိရလား။မသိနိုင်ဘူး။အဲ့ဒါသိကြဘယ်သူပဲရှိတော့ဖျားတဆူပဲရှိတယ်ပြန်ပြောကြည့်ခုနကပြောခဲ့တဲ့ဗုဒ္ဓဆက်ခုဘာဆက်ခုလဲ ဘုရားစကုမှာဉာဏ်ဘယ်နှပါးရှိလဲနှစ်ပါးရှိတယ်နံပါတ်1အာတရနုတရဉာဏ်ဘာဉာဏ်လဲနံပါတ်2ကအိန္ဒြိယပရောပရိယတိဉာဏ်ဘာဉာဏ်လဲအဲ့ဒီဉာဏ်နှပါးရှင်လို့ဘာစကုလို့ခေါ်လဲဘုရားစကုဒုတိယကိုတရားရုရအောင် ပြောဖို့ဆိုတာအဲ့ဒီဉာဏ်နှပါးရှိမှရတာအဲ့ဒီအဲ့ဉာဏ်နှပါးကဘသူရှိမှပဲရှိလဲမြတ်စွာဘုရားရှိမှပဲရှိတယ်မြတ်စွာဘုရားရှိမှရှိတဲ့ဉာဏ်သူ့မှာရှိနေလို့လားချက်ချင်းပဲတော့တယ်မှာအရိယောင်တိအောင်ဟောမယ်ဆိုတဲ့စကားဒီ သူ့ကိုယ်သူဖျားလို့ပြောတာမဟုတ်လားဟုတ်လားမဟုတ်ပါဘူးအဲ့ဒီတော့ရုပ်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးဘယ်တည်းသူရုပ်လားသူမြတ်လားကျေကျေပြောသူရုပ်လားသူမြတ်လားဒီဆရာတော်ကဘယ်ဆရာတော်ကိုရည်ရွယ်ပြီးပြောတယ်ဆိုတာဥစဉ်တို့တက္ကရာကမတချို့သိကြမှာပါဥစဉ်ကတော့နာမည်ထုတ်ပြီးမပြောတော့ပါဘူးနော်ဆရာတော်ပြောသွားတာတကယ်မှန်ပါတယ်ယဟန္တာဖြစ်အောင်အထိလုပ်ပေးနိုင်တယ်လို့ပြောလိုက်ခြင်းဟာ သူကိုယ်တိုင်လည်းပဲယဟန္တာဖြစ်နေပြီလို့ဝန်ခံလိုက်ခြင်းဖြစ်ပါတယ်။ယဟန္တာမဟုတ်ပါဘဲနဲ့ယဟန္တာလို့ဝန်ခံတဲ့ပုဂ္ဂိုလ်တွေကိုသုတ္တနိဘတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကဘလို့ဆုံးမထားတယ်လဲဆိုရင်ယောဝေအနရဟံတန်တော်အရဟံပရိဇာနာတိသောရတဗျမကေလောကေဧတောခောဝတ္တလောဓမ္မောယောနရောအကျင့်သူသည်အနရဟံယဟန္တာမဟုတ်သည်တန်တော်ဖြစ်ပါလျက် အရဟံယဟန္တာဟု၍ပဋိဇာနာတိဝန်ခံ၏။ပဗျမကေဗျမပြေနှင့်တကွသောလောကိလောက၌စောရောခုတုကြီးသည်ဟောတိဖြစ်၏။ဧသောခောဤတိလျင်ဝတ္တလောဓမ္မောရုပ်မာသောသဘောတည်းလို့ဟောကြားတော်မူပါれ။အတိဘယ်ကတော့ယဟန္တာမဟုတ်ပါဘဲနဲ့ယဟန္တာလို့ဝန်ခံမဲ့ဆိုရင်တခိုးကြီးဖြစ်တယ်၊သူရုပ်မာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်။တခိုးကိုသူရုပ်မာကိုဦးဇင်းတို့တက္ကရာကမတချို့က တူတော်ကောင်းထင်ပြီးတော့ဆရာတင်၍ကိုယ်ွယ်စိတ်ကနေမယ်ဆိုရင်ဘယ်လိုနည်းနဲ့မှတူတော်ကောင်းတရားမရနိုင်ဘူးเนาะတူတော်ကောင်းတရားအစ်အမှန်ကိုရချင်တယ်ဆိုရင်တကယ်တူတော်ကောင်းကိုရှာဖွေပြီးတော့ကိုယ်ွယ်စိတ်ကပါလို့ပြောချင်ပါတယ်ဒါမှတူတော်ကောင်းတရားအစ်အမှန်ကိုရမှာပါเนาะအရှင်ဖယားဖယားကအသားဆယ်မျိုးကိုဘာလို့မစားခိုင်းတာလဲဖယားတဲ့ဖယားကအသားကြီးဆယ်မျိုးကိုမစားဖို့ပြည့်ညတ်တာဟာယဟန်တွေအတွက်ပြည့်ညတ်တာပါ လူတွေအတွက်ပြညတ်တာမဟုတ်ပါဘူးเนาะအဲတိုးတော်လဲပဲလူတွေအနေနဲ့အိုက်နာတင့်ပါတယ်။ဒါကြောင့်ပြညတ်ရတာလဲဆိုရင်တစ်လူသားလူသားသည်ဇတုသားဖြစ်သောကြောင့်တုပ်ပိယာကိုအကြောင်းပြု၍ဖျားပြညတ်သည့်အတွက်မစားအပ်။နှစ်စင်သားစင်သည်မင်းတို့၏အဆင့်အင်သားဖြစ်သောကြောင့်ဖျားပြညတ်သည့်အတွက်မစားအပ်။သုံးမြင်းသားမြင်းသည်မင်းတို့၏အဆင့်အင်သားဖြစ်သောကြောင့် ဖျားပြင်းညက်သည့်အတွက်မစားအပ်လေးခွေးသားခွေးသည်ယုံညံ့သောတတ္တဝါဖြစ်သောကြောင့်ခွေးသားကိုစားသောယဟန်တွေကိုလူတို့ကဲ့ရဲ့သည်ဖြစ်၍ဖျားပြင်းညက်သည့်အတွက်မစားအပ်ငါငွေသားသူပတအမိရှိတဲ့ငကားမင်းကယဟန်တွေငွေသားမစားရန်ဖျားရှင်အားလျှောက်ထားတောင်းပန်သောကြောင့်ဖျားပြင်းညက်သည့်အတွက်မစားအပ်၆ချင်းသေးသားချင်းသေးသားကိုစားသောယဟန်တွေကိုချင်းသေးတွေကရံပြုတ်သည်ဖြစ်၍ ဖျားပြည့်ညက်သည့်အတွက်မစားအပ်ထို့အတူခုနှစ်ကြာသားရှစ်ကြက်သေးသားကိုဝန်သားတဆယ်အောင်းသားတွေကိုလည်းပဲယဟန်တွေကစားတာကြောင့်ဤတတဝါတွေကရံပြုတ်သည်ဖြစ်၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်အဆိုပါအသားကြီး၁၀မျိုးကိုစားမယ်ဆိုရင်စားတဲ့ယဟန်သည်ဒုက္ခအပတ်တင့်ပါတယ်ကဲဒါဆိုရင်ဖျားကဘာကြောင့်အသားကြီး၁၀မျိုးကိုမစားဘူးပြည့်ညက်ရတာလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော် အရှင်ဖေရသူများနိုင်ငံမှာအလုတ်လာလုတ်တာကို လူအချို့ကကျုံသွားခံတယ်လို့ပြောပါတယ်ဖေရတကယ်ပဲကျုံတွေလားဖေရမိန့်တော်မူပါဖေရတဲ့ကျုံဆိုတာအစဉ်တန်းနှိမ့်တဲ့လူကိုခေါ်ဆိုတဲ့ဝေါ်ဟာရတစ်ခုဖြစ်ပါတယ်ပညာရှိသူတော်ကောင်းတွေကလူတယောက်ကို ရှုမြင်သုံးသပ်တဲ့အခါမှာနေရဒေတာအလုတ်အကိုင်မျိုးရိုးကိုကြည့်ပြီးမသုံးသပ်ကြပါဘူးစိတ်နေစိတ်ထားမြင့်မြတ်မှုနဲ့ကိုကျင်တရားကောင်းမှုကိုကြည့်ပြီး သုံးသပ်ကြပါတယ်စိတ်နေစိတ်ဓာတ်ယုံညံ့ပြီးကိုခြင်းတရားမကောင်းဘူးဆိုရင်အစဉ်အတန်းနှိမ့်တဲ့အတွက်အဲ့ဒီလူဟာကျုံဖြစ်ပါတယ်လူဆိုတာတဦးနဲ့တဦးဘဝအကျိုးပေးမတူကြတဲ့အတွက်မိမိနဲ့တင့်တင့်လျောက်ပတ်တဲ့အရက်ဒေသမှာနေထိုင်ကြရပါတယ်အဲ့ဒါကိုကြည့်ပြီးကျုံလို့ပြောမယ်ဆိုရင်မှားပါတယ်ကိုနိုင်ငံတဲ့ကိုနေပြီးကျုံစိတ်ပေါက်နေတဲ့လူတွေတပုံကြီးရှိပါတယ်ဒါကြောင့်သူများနိုင်ငံမှာသွားပြီးအလုပ်သွားလုပ်တာကိုကြုံသွားခံတယ်လို့ပြောဆိုခြင်းသည်မှားပါတယ်။ အရှင်ဖရာတပည့်တော်မေးထားတာလေးကို ပြန်လည်ဖြေကြားပေးပါဦးဖရာတတူးထိုးထားလျင်ယဟန်ဝဲလို့ရနိုင်ပါသလားဖရာတဲ့ယဟန်လောင်းတွေကိုမေးစီစစ်တဲ့အန်ဒရယ်73ချက်ဆိုတာရှိပါတယ်အဲ့ဒီအန်ဒရယ်73ချက်ကဘာတွေလဲဆိုရင်1အနာကြီး9မျိုးကင်းလို့တော်သူဖြစ်ပါ၏လော2လူသားစင်စစ်ဖြစ်ပါ၏လော3ယောက်ျားစင်စစ်ဖြစ်ပါ၏လော4ကြွေးကင်းတော်သူဖြစ်ပါ၏လော5သူကြုံအဖြစ်မှလူကင်းပါ၏လော6 6. မင်းခံစားယောက်ျားအဖြစ်မှလုကင်းပါ၏လော 9. အမိခွင့်ပြုသောသူ ဖြစ်ပါ၏လော10အဖခွင့်ပြုသောသူဖြစ်ပါ၏လော9တပိတ်ပြည့်စုံသောသူဖြစ်ပါ၏လော10တင်ကန်းပြည့်စုံသောသူဖြစ်ပါ၏လော11အသက်20ပြည့်သောသူဖြစ်ပါ၏လော12တင်းဤအမိအဘယ်မီရှိပါသနည်း13တင်းဤဥပိ္ပဇေဆရာအမိအဘယ်မီရှိပါသနည်းတို့ပဲဖြစ်ပါတယ် ထိုအန်ဒရယ်73ချက်ထဲမှာတတူးနဲ့ပတ်သက်တာမပါပါဘူးเนาะနောက်ပြီးယဟန်မခံထိုက်တဲ့ပုဂ္ဂိုလ်73ယောက်ဆိုတာရှိပါသေးတယ်အဲ့ဒီပုဂ္ဂိုလ်73ယောက်ကဘယ်သူတွေလဲဆိုရင်1အသက်20မပြည့်သောသူ2ပါရာဇိကကြာပြီးသောသူ3ပန္တကပန်တုတ်4ထေရတန်ဝတကယဟန်အသွင်ကိုခိုး၍ယဟန်များနှင့်ပေါင်းသင်းနေထိုင်သူ5တိဋ္ဌိယပက္ကံတက်ကတိဋ္ဌိအယူတို့ပြောင်းသူ6တိရိစာနတရိစ္ဆာန် ခုနှစ်မာတုဂါရကအမိကိုတတ်တော်သူရှစ်ပိတုဂါရကအဖကိုတတ်တော်သူကိုအရဟန္တဂါရကယဟန္တာကိုတတ်တော်သူတဆယ်လောဟိတုပ္ပါဒကဖျားရှင်အားသူစိမ့်တီအောင်ပြုတော်သူစတိတန်ကပေရကတန်ကခိုင်းကိုခွဲတော်သူစနှစ်ဘိက္ခုနီဒုဒကဘိက္ခုနီမကို ဖြစ်စည်းတော်သူစသုံးဥပဒောပြင်ဇနကလိမ့်နှလိမ့်ရှိတော်သူတို့ဖြစ်ပါတယ်ထိုယဟန်မခံထိုက်သူပုဂ္ဂိုလ်73ယောက်ထဲမှာလည်းပဲ တတူးနဲ့ပတ်သက်တာမပါပါဘူးเนาะယဟန်လောင်းတွေကိုမိတ်ဆီစစ်တဲ့အန်ဒရယ်73ချက်ထဲမှာလေတတူးနဲ့ပတ်သက်တာမပါတယ်လို့ယဟန်မခံထိုက်တဲ့ပုဂ္ဂိုလ်73ယောက်ထဲမှာလေတတူးနဲ့ပတ်သက်တာမပါတဲ့အတွက်တတူးထိုးထားတဲ့တကားတွေယဟန်ခံလို့ရပါတယ်သို့တော်လည်းပဲတတူးကြီးနဲ့ယဟန်ခံမဲ့ဆိုရင်ယဟန်ဘဝရောက်တဲ့အခါမှာတတူးကြီးနဲ့ဖြစ်နေတဲ့အတွက်သိပြီးတော့ကြီးညိုစရာအသွင်ရှိမှာတော့မဟုတ်ပါဘူးเนาะဒါကြောင့် တတူးမထိုးရသေးတဲ့တကားများတတူးထိုးတော့မယ်ဆိုရင်မထိုးခင်မှာတည်တည်ချာချာစဉ်းစားပြီးမှထိုးပါလို့ပြောချင်ပါတယ်